ပရိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချူဆူလိုက်ပါတယ်။စိုင်းတို့ပြိုင်တို့ Fighter နဲ့ပွဲချမ်းကိုထိုးသက်ရမယ်။မြန်မာ Fighter Joshua ဝင်းအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာပြည်သက်ဒီနေ့နဲ့လာမယ့်ချွန်လရှိရနေ့တနင်္ဂနွေနေ့မနက်ပိုင်းမှာဆိုရင်ချင်းဖိုက်တာဂျိုရှွာဘန်ရဲ့ UFC ပွဲစဉ်ကိုကြည့်ရှုကြရတော့မှာဖြစ်ပါတယ်ဂျိုရှွာဘန်ရဲ့ဒီပွဲက UFC မှာ၈ပွဲမြောက်ထိုးသက်ရမယ့်ပွဲဖြစ်ပါတယ် ျော်ရှွာဘန်ဟာ UFC မှာ9ပွဲထိုးသတ်ထားပြီး6ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါရဲ့အနိုင်ရခဲ့တဲ့6ပွဲမှာတပွဲကိုသာအလေးထိုးနဲ့အနိုင်ရထားပြီးကြံ9ပွဲကိုတော့ဒိုင်ဆုံးပြစ်တွေနဲ့အနိုင်ရထားတာတွေ့ရပါတယ်ချော်ရှွာဘန်ဟာလာမယ့်ပွဲမှာ ranking နံပါတ်12နေရာမှာရပ်တည်နေတဲ့ Brazil fighter Bruno Silva နဲ့ရင်ဆိုင်ထိုးသတ်သွားရမှာဖြစ်ပါတယ် Bruno Silva ကတော့ UFC မှာ၄ပွဲနဲ့၃ပွဲရှုံးတပွဲတည်းရလက်ကိုပိုင်ဆိုင်ထားပါတယ်။ ဖူနိုဆေဗာဟာဂျော့ရှွာဗန်ထက်တာအကောင်အနှင်းငယ်သေးတဲ့ဖိုင်တာတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဂျော့ရှွာဗန်နေနဲ့အရင်ပွဲတွေကလို့သူ့တဲ့အကောင်ကြီးတဲ့ဖိုင်တာတွေနဲ့ရင်ဆိုင်ထိုးသက်ရမှာမဟုတ်ပါဘူး။ဒီဒီချိန်မှာရင်ဆိုင်ထိုးသက်ရမယ့်ဖိုင်တာသူ့နဲ့ site to guide to ဖြစ်ပါတယ်။ဒါကြောင့်မလို့ဗန်နေနဲ့အကောင်ဆုံးအလဲတော်နိုင်မမျိုးကိုတော့ရယူပြသွားခြင်းလေလို့ဖွင့်ဟထားပါတယ်။ဂျိုရှွာဗန်ကတော့ပြည်သက်တွေလူချင်းတွေပွဲကြံတဲ့ပွဲဖြစ်အောင်ဖန်တီးသွားမယ်လို့လည်းပြောဆိုထားပါတယ်။ အရင်ပွဲတွေတုန်းကသူ့အနေနဲ့အလဲထုံးနိုင်ပွဲတွေရယူခြင်းပဲသူနဲ့ထိုးတက်တဲ့ fighter တွေကပတ်ပြေးနေတယ်လို့ကြောင့်မလို့သူ့အနေနဲ့အလဲထုံးနိုင်ပွဲတွေမရရှိခဲ့တဲ့အကြောင်းသူအနေနဲ့လည်းအကောင်းဆုံးအလဲထုံးနိုင်ပွဲတွေယူပြနိုင်တဲ့အကြောင်းပါဝါလက်သီးပြင်းလေးအများကြီးရှိတဲ့အကြောင်း Joshua Man က Canon Plus နဲ့ပြုလုပ်ထားတဲ့ interview မှာပြောဆိုထားပါတယ်။ Joshua Man ဒီတည်ရင်ဆိုင်ထိုးတက်ရမယ့် Bruno Silva ဟာ Joshua Man အကြိုက်ထိုးတက်တဲ့ fighter တစ်ဦးဖြစ်ပါတယ်။ Joshua Man အရင်တွေ့ခဲ့တဲ့ပြိုင်ဘက်တွေလိုပတ်ပြေးပြီးကစားနေတာမဟုတ်ပါဘူး။ ဘရာဇီးဖိုက်တာဖြစ်သည့်တိုင်အောင် ground game man ကိုဦးစားပေးကစားတာမဟုတ်ပါဘူး stand fight ဘိုင်းမှာသူလဲကိုလဲဒူအော်တိုင်းရှင်ဆိုင်ထိုးတက်တဲ့ fighter ဖြစ်ပါတယ်ဒါကြောင့်မလို့ခီပွဲရဲ့ fan စိတ်တိုင်းကြကစားနိုင်တဲ့ပွဲချမ်းတစ်ပွဲလို့မှတ်ယူရမယ်ထင်ပါတယ်လက်ရှိချိန်မှာဘိုဂီတိုင်တွေရဲ့ခြေမှာတော့ဂျောရှွာဗန်ကအထက်ခြေပေါက်နေပါတယ်။ပိတ်သက်တော်တော်များများကလည်းဂျောရှွာဗန်ပဲဒီပွဲမှာစားသွားလိမ့်မယ်လို့မှတ်ချက်ပေးနေကြတာပါ။သူတို့ရဲ့ထင်ကြီးတွေကိုဂျောရှွာဗန်နေနဲ့ဘလို့လက်တွေ့ဖြစ်အောင်လုပ်ပြသွားမလဲဆိုတာတနင်္ဂနွေနေ့မနက်ပိုင်းမှာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ ဂျော်ရှွာမန်ရဲ့ပွဲဟာမင်းကကောင်းစင်အောက်မှာတော့ပါဝင်လာမှာမဟုတ်ပါဘူးမင်းကကောင်းစင်အနေနဲ့အနိကဆုံးနေရာမှာရှိနေမှာဖြစ်ပါတယ်မြန်မာပြည်သက်ဒီနေ့တော့တနင်္ဂနွေနေ့မှာအစွန်ကြီးထပြီးမြန်မာဖိုက်တာလေးကိုအားပေးဝင်ရန်ကြားရအောင်ပါပါဂျိုရှွာဘယ်နေနဲ့လဲမြန်မာလန်ကိုချုံပြီးကွင်းထဲမှာနောက်တစ်ချိန်အောင်ပွဲခံပြသွားမယ်လို့တော့ကြုံဝါထားပါတယ်ဘရူနိုဆေးဘာကလည်းဂျိုရှွာဘယ်ကိုအမောက်သိပ်ပြပြီးအကောင်းဆုံးနိုင်ပွဲယူပြမယ်လို့စကားလုံးတိုက်ပွဲတွေဆင်နွှဲထားပါတယ် ဘယ်ဖိုင်တာကမိမိတို့ပြောဆိုခဲ့တဲ့စကားလုံးတွေကိုလက်တွေ့ကျကျအကောင့်ထဲပေါ်ပြနိုင်မလဲဆိုတာတနင်္ဂနွေနေ့မနက်ပိုင်းမှာစောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာဖိုင်တာလေးနေနဲ့လည်းအကောင့်ဆုံးအလဲတွန်းနိုင်မှုရရှိပြီးမိမိလူချင်းနေတဲ့အောင်မြင်မှုတွေကိုဆက်လက်ရယူနိုင်ပါစေလို့ကျွန်တော်တို့ channel ကစုမုံကောင်းတောင်းပေးပါတယ်ခင်ဗျာဂျိုရှွာဘန်ရဲ့ပွဲကိုလည်းနောက်ရက်ဒီမှာလည်းပွဲချုပ်သုံးချက်တွေထပ်မံတင်ဆက်ပေးမှာဖြစ်လို့ဆက်လက်အားပေးစောင့်ကြည့်ပေးကြပါဦးခင်ဗျာ ီကနေ့အတွက်တင်ဆက်မှုလို့ရတယ်ဒီလောက်ပါပဲလာမယ့်နေ့ဒီမှာလေး MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးနဲ့တာပြောရှင်မယ်ကောင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ